နှစ်နှစ်ကျော်ကာလအတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပေါင်း2600ကျော်ပြုလုပ်ခဲ့ပြီးကြောင်းပေါင်း140ကျော်ထိမှန်ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2696ကျိန်ရှိပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကြောင်းပေါင်း140ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမေလ23ရက်နေ့မှာထုတ်ပြန်ပါတယ် အဲ့ဒီအရေအတွက်ဟာ2023ခုနှစ်ကနေ2025ခုနှစ်မေလ12ရက်နေ့အထိဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီဟာနိုင်ငံတော်ယာယီအပြစ်အခက်ရက်စဲရေးကို2025ခုနှစ်မေလ31ရက်နေ့အထိတက်တန်တိုးမယ်လို့ကြေညာထားပေမဲ့လည်းအရက်သားပြည်သူတွေကို ပြစ်မှတ်ထားတိုက်ခိုက်ဓာရီပုံမှန်တိုးမြင့်လှောက်ဆောင်လာခဲ့ပါတယ်။ ဲ့ဒီတိုက်ခိုက်မှုတွေထဲမှာဘာသာရေးအဆောက်အအုံတွေစတင်ကြတွေဆေးရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာပုံမှန်မြင့်တက်လာခဲ့တယ်လို့ NUG ကပြောပါတယ်။